အားလုံးပဲမင်္ဂလာပါဒီလရဲ့နိုင်ငံရေးသိပ္ပံကဏ္ဍကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါနိုင်ငံရေးကဏ္ဍအတွက်ကျွန်တော်ရွေးချယ်ထားတဲ့ခေါင်းစဉ်လေးကတော့ရေးပန်းစားနေတဲ့ proportional representative လို့ခေါ်တဲ့အချိုးကျကိုစားပြုမဲပေးတဲ့စနစ်တနည်းအားဖြင့် PR စနစ်နဲ့သက်ဆိုင်တဲ့အကြောင်းအလေးပဲဖြစ်ပါတယ်ဒီခေါင်းစဉ်လေးကိုရွေးချယ်ပြုခဲ့တာကကျွန်တော်ဘလော့လေးမှာတောင်းဆိုထားတာကြာပြီဖြစ်တဲ့ comment လေးတခုကိုတွေ့မိတာကတကြော ကျွန်တော်ကိုယ်တိုင်လည်းပြည်သူတို့အတွက်လိုအပ်မယ်လို့ထင်တာကလည်းကြောင်းစတာတွေရောက်မယ်ဖြစ်ပါတယ်။ခေါင်းစဉ်လေးကိုတော့ဒီမိုကရေစီနဲ့ကိုယ်စားပြုခြင်းပြဿနာလို့အမည်ပေးထားပါတယ်။ဒီကနေ့ဗီဒီယိုလေးကိုအချက်၃ချက်တနည်းအားဖြင့်အပိုင်း၃ပိုင်းနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမချက်အပိုင်း၁အနေနဲ့ကတော့ယခုလက်ရှိကျွန်တော်တို့ကျင့်သုံးနေတဲ့ voting စနစ်ပိုင်းနှစ်အနေနဲ့ကတော့အဲ့ဒီစနစ်ရဲ့ပြဿနာအပိုင်း၃ကတော့ PRD အဖြေလားဆိုတဲ့ ဒီအပိုင်း၃ပိုင်းဖြစ်ပါရဲ့ဗျခရအုံးအချက်ဖြစ်တဲ့ကျွန်တော်တို့အခုလက်ရှိကျင့်သုံးနေတဲ့ voting စနစ်လေးကိုလေ့လာကြည့်ကြရအောင်သူ့ကိုတော့ plurality voting စနစ်လို့ခေါ်ကြပါတယ်ဘာလို့လဲဆိုတော့လူများများမဲပေးခြင်းခံရသူကအနိုင်ရရှိတဲ့စနစ်ဖြစ်တာကြောင့်ဖြစ်ပါတယ်ဒါမျိုးနေနဲ့ winner takes all လို့လည်းခေါ်ကြတယ်လို့ FPTP လို့လည်းခေါ်ကြပြန်ပါတယ်ဒီ FPTP ရဲ့အရှိကောက်က first past the post လို့ဖြစ်ပါတယ်ဗျ။ ခုအထိပ္ပယ်လေးရည်ဒီလိုဗျ။အဲ့တော့အရင်ကမြင်းပြိုင်ပွဲတွေရှိတယ်ပေါ့နော်။မြင်းပြိုင်တွေမှာဘယ်မျိုးအမြတ်အနိုင်ပေးမလဲလို့ဆုံးဖြတ်တဲ့အခါမှာဒီ the post လို့ခေါ်တဲ့နေရာလေးကိုအူဆုံးဖြတ်တဲ့မြင်းကိုကျွန်တော်တို့အနိုင်ရတဲ့မြင်းလို့သတ်မှတ်ကြတယ်ပေါ့။အဲ့ဒီအစင်လာကိုယူပြီးတော့ဒီ FPTB ဆိုတဲ့စနစ်မှာလည်းပဲအဲ့ဒီသုံးလေးနဲ့တင်စားပြီးတော့ပေါ်ပေါ်လာခဲ့တာဖြစ်တယ်ပေါ့ဗျာ။ဒါကြောင့်မဲမဲများရသူကအနိုင်ရတဲ့စနစ်လိုပဲခေါ်ခေါ်တူးတဲ့အနိုင်ရတဲ့စနစ်လိုပဲတုံးတုံး FPTB လို့ပဲတုံးတော့အားလုံးကအခုကျွန်တော်တို့တိထားတဲ့ voting စနစ်ကိုပဲရည်ညွှန်းနေတာဖြစ်ပါတယ်။ကိစ္စရတဲ့ခုကိုဆုံးဖြတ်ချက်ချရမှာမဲစနစ်နဲ့စီစဉ်ပြီးတော့မဲများတဲ့သူကအနိုင်ဆိုပြီးဆုံးဖြတ်ကြတာမျိုးဖြစ်ပါတယ်။အတိအကျသာပဲမဲပေးတဲ့သူတွေထဲမှာအဖြူကိုပေးတဲ့သူရှိတယ်လို့အမဲကိုပေးတဲ့သူတွေရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီ FPTB စနစ်မှာတော့များတဲ့သူကအနိုင်စနစ်ဖြစ်တာကြောင့်အဖြူမဲရတာများရင်အဖြူကအနိုင်ရရှိသွားမှာဖြစ်ပါတယ်။ အမဲကိုမဲပေးတဲ့သူတွေကိုတော့လူနည်းစုဖြစ်တယ်လို့ယူဆတာဖြစ်ပြီးတော့လူလူရှုချင်းကိုလည်းခံရမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တင်ဆက်မဲ့ဒုတိယပိုင်းဖြစ်တဲ့အဲဒီကျွန်တော်ခုလက်ရှိကျင်းသုံးနေတဲ့ FPGB စနစ်ရဲ့ပြဿနာဆိုတဲ့အချက်ကိုပြောရှိတာဖြစ်ပါတယ်။ Democracy ဆိုတာလူလူအုပ်ချုပ်ရေးလို့အတိတ်ပဲဖွင့်ဆိုထားတာဖြစ်တော်လည်းပဲလူများစုသာအုပ်ချုပ်ရမယ်လို့အတိတ်ပဲဖွင့်ဆိုထားတာမျိုးမရှိပါဘူး။နိုင်ငံရဲ့အမှုကိစ္စရဲ့အတိုင်းကို ပြည်သူတိုင်းဒီပါဝင်ဆုံးဖြတ်ခွင့်ရှိရမယ်ဆိုတဲ့အချက်ဒီဒီမိုကရေစီအဓိကကျတဲ့အချက်များထဲမှာတစ်ချက်လေးဖြစ်ပါတယ်။ဒါကြောင့်ဒီ FPTB စနစ်မှာနိုင်ငံတော်ရဲ့ကိစ္စရပ်များကိုဆွေးနွေးတဲ့လွှတ်တော်ထဲမှာလူနည်းစုတွေရဲ့အတန်ကိုကြားရမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့လူအများကရွေးချယ်ထားတဲ့ဒုဗသာအနိုင်ရသူဖြစ်ဆုံးဖြတ်ခဲ့ကြတာကြောင့်ပဲဖြစ်ပါတယ်။ဒါကဒီလိုစာနဲ့ပြီးနေကျွန်တော်ရှင်းပြနေရင်သူ့ရဲ့အားနည်းရဲ့ပြဿနာကိုမြင်မှာမဟုတ်ပါဘူး။အဲတော့ကျွန်တော်ဥပမာလေးတစ်ခုပေးပြီးရှင်းပြခြင်းပါတယ်။ ရွာတရာရှိမယ်ဆိုတာဆွေးရပါတော့ဗျာအဲရွာမှာရွာနောက်ပိုင်းရွာရှိပိုင်းရွာတောင်ပိုင်းရွာမြောက်ပိုင်းရယ်ဆိုပြီးတော့အုပ်စု၄အုပ်စုရှိတယ်ဆွေးရပါလို့လူကြီးကရွာတောင်ပိုင်းကအများဆုံးတဝက်တိတိနေတယ်ဘာရကိုင်းလို့ပါနော်ရွာမြောက်ပိုင်းမှာက35ရကိုင်းလုံးနေတယ်ရွာရှိပိုင်းမှာက10ရကိုင်းလုံးရွာနောက်ပိုင်းကတော့လူနေစုအ ਨੇ ဆုံး9ရကိုင်းလုံးရှိတယ်ဆွေးရပါလို့အဲ့ဒီရွာမှာကျွန်တော်အထက်ကနေမိန့်ကြတယ်ပေါ့ဗျာရေတွင်ရေတွင်တူးရမယ်ပေါ့အဲရေတွင်တူးဖို့နေရာရွေးကြတဲ့ခါမှာ ဒီ voting စနစ်ကိုအသုံးပြုလိုက်ကြပါတယ်ဒီ FPTB voting စနစ်ပေါ့နော်ဒါတော့အရှိအမြောက်အရှိအနောက်တောင်မြောက်အသီးသီးကသူတို့ ਨੇ အနည်းဆုံးနေရာတွေမှာတူးဖို့မဲပေးချက်မှာဖြစ်ပါတယ်ဆိုတော့ဒါကရွာရှိပိုင်းကလူကတော့သူတို့ရွာအရှိမှာပဲရေတွင်းကိုတူးဖို့မဲပေးမှာဖြစ်ပါတယ်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်ရွာတောင်ပိုင်းကလူများစုလူထောက်ဝက်နေပါနေတာဖြစ်တာတကြောင်မလို့ရွာတောင်ပိုင်းကလူတွေရွေးချယ်ရာနေရာမှာရေတွင်းတူးပြတ်သွားမှာဖြစ်ပါတယ်ဒါက ဒီ FPDB voters နဲ့ကိုအသုံးပြုကျင်းသုံးတဲ့ခါမှာရရှိလာတဲ့ရလဒ်ပဲဖြစ်ပါတယ်။အဲ့တော့ဒါကဖြစ်တင်လားမဖြစ်တင်ဘူးလားဆိုတာမိတ်ဆွေတို့စဉ်းစားကြည့်နိုင်ပါတယ်။ရွာတောင်ပိုင်းမှာနေတဲ့သူများတာနဲ့ပဲရေတွင်းကိုရွာတောင်ပိုင်းမှာတူးရမယ်ဆိုရင် logic ကအတိပဲတော့တိတ်မရှိလာဘူးဗျ။ဒါကြောင့်ပဲနိုင်ငံရေးပညာရှင်တို့ကဒီလိုအခြေအနေတွေကိုမဖြစ်တင်ဘူးလို့ထင်ရတဲ့အတွက်အခြားသော voting နည်းစမ်းဘောင်းစုံကိုပြောင်းလဲစဉ်းစားခဲ့ကြတာပဲဖြစ်ပါတယ်။ alternative voting method ပေါ့နော်။ ဒီ proportional representative လို့ခေါ်တယ်ဒီ PR စနစ်ဒီလည်းပဲအဲ့လိုမျိုးဝိုင်းဝန်းတခြားနည်းလမ်းတွေဝိုင်းဝန်းစဉ်းစားရင်းနဲ့ပေါ်ပေါက်လာခဲ့တဲ့ဒီနည်းလမ်းတွေတဲကတခုဖြစ်တယ်ပေါ့နော်တခြားတဲ့တခြားသောကျွန်တော်တို့ alternative voting method တွေလည်းရှိပါသေးတယ်ဗျဒါကတော့ကျွန်တော် PR အကြောင်းတွေပြောမှဖြစ်တယ်ကျွန်တော်တို့ PR အကြောင်းကိုဆက်ပြီးရှင်းမယ်အဲ့တော့ကျွန်တော်အကြမ်းပြင်းနေတဲ့ဒီအချိုးကျကိုစားပြုစနစ် PR ကိုနားလည်အောင်ကျွန်တော်တို့ဘဲကနေစရှင်းကြမယ်ပေါ့ ျွန်တော်နိုင်ငံမှာဆိုရင်နိုင်ငံတော်အဆင့်ဥပဒေပြုရေးလုပ်ငန်းတွေကိုဆောင်ရွက်ဖို့ရာပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်ဆိုတဲ့လွှတ်တော်နှစ်ရပ်အဲ့နှစ်ရပ်ကိုပေါင်းစည်းထားတဲ့ပြည်ထောင်စုလွှတ်တော်ဆိုတာရှိတယ်ဗောနော်ဒီပြည်ထောင်စုလွှတ်တော်ထဲမှာဝင်ထိုင်ကြမဲ့လွှတ်တော်အမတ်တွေအကြီးအကျယ်ကဘယ်နဲ့နေရာရှိရမယ်လို့ကျွန်တော်တို့ဆုံးဖြတ်ကြမှာလေအဖြေကဒီ constituency လို့ခေါ်တဲ့မဲဆန္ဒနယ်နဲ့အရင်ဆုံးဖြတ်ပါတယ်မဲဆန္ဒနယ်တခုကိုကိုစားပြုလွှတ်တော်ကိုယ်စားလှယ်ဘယ်နဲ့ဘယ်နဲ့ရောက်ဗောနော်ဘယ်နဲ့ရောက်ထားရှိရမလဲဆိုတာကတော့ ဲ့ဒီမဲဆန်းတဲ့လူကြီးအချိုးနဲ့တက်မှန်မှာဖြစ်ပါတယ်ဆိုတော့ကိုစားပြီးလွတ်တော့ကိုလည်းကိုစားပြီးလွတ်တော့ကိုလည်း၁၀ဦးရှိရမယ်ဆိုရင်အဲ့ဒီမဲဆန်းတဲ့မှာရှိတဲ့ဆန္ဒမဲပေးသူတွေရဲ့ပေးခဲ့တဲ့မဲအချိုးလိုက်အချိုးရပါတော့အချိုးလိုက်တော့မှာဖြစ်ပါတယ်အဲ့တော့ကိုစားပြီးလွတ်တော့ကိုလည်းက၁၀ဦးထားရမယ်ဒါဆိုရင်အဲ့ဒီမဲဆန်းတဲ့မှာအဖြူပါတီကိုပေးတဲ့လူက90ခန်းလုံးရှိရဆိုရင်ဒီ10ဦးထဲမှာ9ဦးဒီအဖြူပါတီဝင်တွေဖြစ်သွားမယ် အမဲပါတီဝင်ကိုပေးတဲ့သူကအမဲပါတီကိုပေးတဲ့အရေးအတွက်က30ခန်းလုံးရှိတယ်ဆိုရင်ဒီ10ဦးတွေက3ဦးကအမဲပါတီဝင်ဖြစ်သွားမယ်။နောက်ပန်းအောင်ပါတီကိုပေးတဲ့လူက20ခန်းလုံးရှိတယ်ဆိုရင်ကျန်2ဦးဒီပန်းအောင်ပါတီကိုစားပြီးတို့တော့ကိုယ်တိုင်ဒီဖြစ်သွားမှာဖြစ်ပါတယ်။ဒီနေရာမှာမေးစရာတစ်ခုရှိပါရဲ့ဗျ။ဘာလဲဆိုတော့ဝင်ရောက်ရှင်ပြိုင်တဲ့ပါတီတိုင်းကလွှတ်တော်တွေကိုရောက်ပါလားဆိုတဲ့အမေကိုဖြစ်ပါတယ်။အရှင်းဆုံးဖြေကတော့မဟုတ်ပါဘူး။ တက်ဆိုင်ရာမဲဆန္ဒနယ်မှာသတ်မှတ်ထားတဲ့အ ਨੇ ဆုံးမဲရေးအတွက်ဆိုတာရှိရမှာဖြစ်ပါတယ်။ဒါကိုတော့ threshold လို့ခေါ်ပါတယ်ဗျ။နားလည်အောင်ပြောမယ်ဆိုရင်အောင်မှတ်ပေါ့ဗျာ။ကိုယ်စလေတွေအောင်မှတ်ပေါ့နော်။အောင်မှတ်ရမှာဦးနာပြောသလိုဒီအချိုးကျတွက်လို့ရမှာဖြစ်ပါတယ်။အောင်မှတ်မရခင်တော့ရှင်မကောင်းဆောင်နေပဲမရဘူးပေါ့နော်။အဲ့တော့အရင်မဲ business ရဆိုရင် FPTB ဖြစ်တာကြောင့်အဲ့ဒီမဲဆန္ဒနယ်ဒီဆယ်ရာလုံးကအဖြူပါတီကိုယ်စားလှယ်တွေဖြစ်မှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ူကလူများသူအားပေးတဲ့လူကအမျိုးသားလူမဲထဲတဲ့လူကအနိုင်ရရှိမှာဖြစ်တယ်ဗောနော်သူက90ခန်းလုံးကျော်ပေးတဲ့အတွက်ကြောင့်မို့အဲ့မဲဆနာနယ်ဒီအဖြူပါတီဝင်ဆိုနိုင်ရမယ်စနစ်မျိုးဖြစ်ပါအရင်ကစနစ်ဆိုအခုကျွန်တော်ပီယာစနစ်ကိုကျင်းသုံးလိုက်တဲ့အခါမှာတခြားသောပါတီဝင်များမှကိုယ်စင်များလည်းပဲဒီဥပဒေပြည်ရဲ့လွတ်တော်တွေကိုရရှိသွားခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်အပီယာစနစ်မှာလည်းပဲသူအားနေချက်အားသာချက်တွေရှိပါအားသာချက်ကတော့ဒီ FPTB စနစ်ရဲ့အားနေချက်ဖြစ်တဲ့လူများသူအနိုင်ကျင့်ခြင်းကိစ္စရဲ့ ဖြည့်ရှင်းနိုင်နိုင်တာပဲဖြစ်ပါတယ်အားနည်းချက်ကတော့ဒီ PS နဲ့ကရွေးချယ်လိုက်တဲ့ခါမှာပါတီပေါင်းစုံတို့တော်တော်လေးရောက်သွားတာပေါ့နော်အဲ့တော့အစိုးရဖွဲ့ကြီးကညွန်ပေါင်းအစိုးရဖြစ်သွားတာပေါ့ညွန်ပေါင်းအစိုးရဖြစ်သွားတဲ့ခါမှာနိုင်ငံတော်အဆင့်ဆုံးဖြတ်ချက်တွေကိုငြင်းငြင်းဆန်ဆန်နဲ့တိတိယယောက်ဆုံးဖြတ်ချက်ချဖို့ရခက်ခဲသွားနေပါတယ်အဆွေးနွေးစရာကိစ္စရတခုကိုတပါတီအမြင်တစ်မျိုးစီဖြစ်နေတာကြောင့်အမြင်တွေတော်တော်ညှိယူပြီးဆုံးဖြတ်ရတာကအားနည်းချက်တခုဖြစ်လာနိုင်ပါတယ် ပြာဆန်စနစ်ဒီလည်းပဲကျင့်သုံးတဲ့နိုင်ငံလိုက်ကွဲပြားချက်ကွာခြားချက်လေးတွေရှိတယ်ကိုလည်းကျွန်တော်လေ့လာကြည့်ရင်းနဲ့သိခဲ့ရပါတယ်။လက်ရှိကျင့်သုံးတဲ့နိုင်ငံတွေရှိတယ်ပေါ့နော်။အဲမိတ်ဆွေတို့ကိုဒီနေရာမှာသိစေချင်တာက maybe စနစ်တွေဒီစင်းလုံးကျော်ကောင်းမွန်တဲ့စနစ်ရဲ့လို့မရှိသေးပါဘူး။ဒီစနစ်တိုင်းမှာနင့်နာတဲ့ best ဆိုတာရှိနေတယ်မဲပါပဲ။ဒါကြောင့်မိမိတို့နိုင်ငံနဲ့ကိုက်ညီတဲ့ maybe စနစ်ကိုမိမိတို့ဘာသာရှာဖွေကျင့်သုံးရမှာဖြစ်ပါတယ်။ဒီလိုကိစ္စရတွေမှာကြာကြာသူ့ရည်ရွယ်ချက်လုပ်လေလုပ်နိုင်လေ ဲ့ဒီနိုင်ငံရဲ့ Mavic စနစ်ကပုံမူတိုးတက်ကောင်းမွန်လာနေဖြစ်ပါလိမ့်မယ်။ Mavic စနစ်နဲ့ပတ်သက်ပြီးတော့ voting method အမျိုးမျိုးကိုမိတ်ဆွေတို့ internet ဆာမျက်နှာတွေမှာရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ်။ Democracy ရဲ့နှိမ့်တာကိုမပြောက်ပြောက်အောင်ရှာဖွေရတာကိုပို့ပြီးတော့စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ဒါကြောင့်ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်ဒီ FPGB မှာအားသာချက်ရှိသူတို့အားနည်းချက်လည်းရှိပါတယ်။ PR စနစ်မှာလည်းအားသာချက်ရှိသူတို့အားနည်းချက်လည်းရှိပါတယ်။မြို့တော်နိုင်ငံနဲ့ delay အနေထားအဲ့အနေနဲ့ကန့်ညီမဲ့နေရာမျိုးပေါ့နော်ပြီးတော့လေးလူရှုနိုင်မဲ့အားနည်းချက်မျိုးအဲ့မျိုးရှိတဲ့စနစ်ကိုဒါလက်ခံကျင့်သုံးသင့်ပါတယ်လို့ဆိုတော့အကြံပြုရင်းနဲ့ဒီနေ့တင်ဆက်တာလေးကိုနားပါအောင်မယ်ကျွန်တော်ဘလော့လေးကနေပတ်စဉ်ကဏ္ဍလေးကိုအလှည့်ကျတင်ဆက်နေတာဖြစ်ပြီးတော့နောက်ပတ်လှည့်ကျတဲ့ကဏ္ဍကတော့ဤပညာကဏ္ဍပဲဖြစ်ပါတယ်